ဒီစားပါတော့ဟောဆွေးနွေးတော်မူပြုတ်ကျွန်တော်အနေနဲ့ဆွေးနွေးတဲ့အခုလိုမျိုးအင်တာဗျူးဟောမိခွေရတဲ့အတွက်ဘုံကြီးကြောင့်ဥတော်ဓမ္မပြချလုပ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ရုရှားနိုင်ငံကိုနှိရှိစေပြီးဒီမှာလွတ်ချက်အောင်ဝဲခံတာကိုလာတော့တဲ့အတွက်လည်းကျေးဇူးတင်တော်ပြချလုပ်ပါတယ်အဒီဒီအောင်ဝဲရတယ်ကျွန်တော်တို့ရုရှားနိုင်ငံအတွက်လည်းသာသာတမှုရှိလို့ဒီအောင်ပွဲနဲ့ပတ်သက်ပြီးတော့ဖက်စစ်ဝါရောက်တော့နိုင်ငံမြန်မာနိုင်ငံရဲ့လည်းသာသာတမှုရှိတယ်ကျွန်တော်သိရှိရပါတယ် စက်တင်ဘာပဲကျွန်တော်တို့ကျွန်တော်မြန်မာနိုင်ငံမှာလုပ်တဲ့နိုင်ငံကြောင့်မြန်မာနိုင်ငံမှာ ticket price ဆိုးလို့သွားတယ်ဆိုတာလည်းသိရှိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ one night ကြောင့်ပြတ်ကျလို့ပါတယ်။ကျွန်တော်ပထမဆုံး mission နဲ့ပြင်ပနေရတော့ဒီငလျင်နဲ့ပတ်သက်ပြီးတော့အာဝင်ကြိုရှင်နဲ့နိုင်ငံတော်အကူအညီပေးမှုအားထုတ်မှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမှတ်ချက်မျိုးပေးချင်ပါလဲ။ဒီခေစေးလုပ်ငန်းတွေအရောဘယ်လောက်ထိထောက်ပံ့ပြီးပါသလဲ။ အများကြီးဒီလျှော်ပြဖို့ရှိပါသလားစတဲ့အရာအစဉ်ပြေပါသလားဒါလေးကိုသိချင်ပါတယ်အဲဟိုပရမဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့မတ်လ28ရက်နေ့ထုတ်ခဲ့တဲ့ဆိုငရေကြီးကြောင့်ဟိုခဲဝန်ကြောင့်ပြောရတဲ့တဲ့ဒီကျူးကြီးတဲ့ကြောင့်ကျွန်တော်တို့ပြောလို့ပါတယ်ငလျားတော့တကယ်တော့တော်လေးပြင်းထန်ပါတယ်အဲခေါရတမခေါနဲ့အဲဝိချက်စကီရှိပါတယ်အဲ1900 နောက်ပိုင်းမှာလှုပ်ခဲတဲ့ကလင်ထဲမှာဒုတိယအပြင်းထန်ဆုံးကလင်ဖြစ်ပါအလို့ကျွန်တော်တို့၁၈ကြိမ်လှုပ်ခဲတဲ့ရှင်မှာ၁၉၁၂ခုနှစ်လှုပ်ခဲ့တာတော့ရှစ် research skill ရှိတယ်ဘော်ဒီပြင်းထန်တဲ့ကလင်တစ်ခုပါခေတ်ကတည်းဆုံးမှုရတော်တော်လေးများပါတယ်အဲဒီအလို့၃တောင်နဲ့၉ရာကျော်အသေးပါတယ်၅တောင်ကျော်ဒဏ်ရာရတယ်အဲ၈၀တော့ပျောက်လို့ရှိပါသေးတယ်အေဂျီပေါင်းတဲ့ 6000နဲ့9000တော့ပျက်စီးမှုရှိပါတယ်။ကျောင်းပေါင်း6000နဲ့400တော့ပျက်စီးမှုရှိပါတယ်။ဆေးရုံဆေးကတော့မှာတယ်တော့ပျက်စီးမှုတွေရှိ။လန္ဒရာရဲ့အများကြီးပြတ်ပါတယ်။ငဃရာကိုကြီးလေးအဲကျွန်တော်ကကျွန်တော်ဖြစ်ပြီးတော့သွားဖြစ်တဲ့နေရာလိုက်ကြည့်တဲ့အချိန်မှာတော်လေးကိုဟိုစူးစူးပေါ်မှာပျက်စီးမှုတွေတတူရတဲ့ကြောင့်ပြီးတော့နိုင်ငံပိုင်းမှာပဲကျွန်တော်ငဃရာကိုကြီးကိုကျွန်တော်ငောင်းလေးအရေးပေါ်ချင်နေကြည်ညာတော့ပေါ့ ပြီးတော့နိုင်ငံတကာကူညီလေးကကျွန်တော်တောင်းပန်ခဲ့ပါနိုင်ငံတကာကူညီကလည်း24နှစ်အတွင်းမှာပဲကျွန်တော်ရောက်လာတယ်တော်တော်ဟိုအားရဖို့လည်းကောင်းပါတယ်အဲခဲတို့ဒီရုရှားနိုင်ငံနိုင်ငံပါပဲတရုတ်အိန္ဒိယကမ္ဘာနိုင်ငံ26နိုင်ငံလောက်ကျွန်တော်တို့လာပြီးကူညီကြပါတယ်အဲကွန်ဆက်နန်နိုင်ပြန်ပေါ့ထုံးစံကတော့သူတို့တတ်မှတ်တာကွန်ဆက်နန်နိုင်ပြန်မှာကဲနိုင်တော့အသက်ရှင်နေဖို့အခွင့်အရေးရှိအခွင့်အရေးရှိတယ်လို့ပြောတာ ဘာ20လေးနဲ့အတွဲမှာသူတို့ရောက်လာကြတယ်အသက်ရှင်လေကျွန်တော်ရှိအောင်ကဲလို့ရတယ်အဲနောက်တော့ကအက်ဘော်ဒီကတော့အများကြီးပေါ့ရတော့အများကြီးရှိပါတယ်ဘာပြောပြောအကူကြီးမှုကတော့အားရကူလည်းကောင်းပါတယ်နောက်တော့ကလည်းကဲစေးပစ္စည်းတွေကိုအဲ့ဒါတွေကလည်းလေးမြန်နေတော့တင်ဖို့တွေဘော်ဒကားတွေနဲ့အပေါင်းကကျွန်တော်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ဘာပြောပြောနိုင်ငံတော်တော့အထောက်အပံ့ရတယ်ပြောရပါတယ်တိုးတော်လည်းပြန်လည်း ီရှင်းလင်းရေးလုပ်ငန်းနဲ့နောက်တော့ကဒီတန်လေးတိဆောက်လုပ်ငန်းတွေဒါတွေတန်လို့ပေါ်တော့ကျွန်တော်တို့အတိုင်းလုပ်အောင်ပေါ့ဒီတက်တဲ့အခုကြီးထပ်မလေးလိုအပ်ပေးမယ်လို့ကျွန်တော်မြင်ပါတယ်လက်ရှိအချိန်မှာမြန်မာ့ရုပ်ရှားနိုင်ငံရဲ့ဆက်ဆံရေးရာရှင်းလင်းပွဲပွဲတွေကိုကျွန်တော်သိရှိရပါတယ် глаза а, да, а, тогда, а, в... а в... Вода, уже не новые. Я на самом деле бывал в вашей стране а, пару лет назад а, на военных учениях в... за между Мьянмой и, и Россией. В... Поэтому я хотел в... 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 спросить человека гуманитарного какие, по вашему мнению, существенные сферы сотрудничества между Мьянмой ရုရှားနဲ့ကနပူပေါင်းဆောင်မှုနယ်ပယ်တော့ကျေပြတ်နေတာအဲခမရကုနာတို့လိုကာကွယ်ကဏ္ဍတွေမကောက်အဲကျွန်တော်တို့တိတ်ပါတဲ့ဒီပညာအဲတော့ကစီဝါရေးအဲတော့ကဥပဒေပယ်ဆိုင်ရနော်ပညာရေးကျမ်းမာရေးဒီနယ်ပယ်ရေးအများကြီးရှိပါတယ်ဆုနည်းတဲ့ကိစ္စလည်းရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့မတ်လ၄ရက်မှာလာတဲ့အချိန်ကအဲကျွန်တော်နျူကလီးယားနဲ့ပတ်သက်တဲ့ဒါဘေးစိတ်ဥပဒေကိစ္စတွေနောက်တော့ယူနိုက်တက်စတေတ်က ဒီဆောင်ရွက်ကိစ္စတွေတော့ကောင်းရေလန်းတဲ့တံခွေထုတ်လို့ရွေးရင်းနှီးမြှုပ်နှံမဲ့ကိစ္စတွေဒါလည်းဆွေးနွေးနိုင်ကြတာလည်းရှိတယ်အဲဒါဘောဓူတာလည်းရှိပါတယ်လုပ်နေတာလည်းရှိပါတယ်ဆက်လက်ပြီးတော့မဲ့ level တွေလည်းများစွာရှိပါသေးတယ်လို့ကျွန်တော်ပြောချင် возвращаемся к землетрясению. А, а, Наоборот, они ввели новые торговые тарифы на, на даже, процента, Поэтому какая реакция у вас на этот шаг из США? Американцы не делают, галина подебило, пусть не бабина, мы говорим. ကူညီပေးမယ်ဆိုပြီးတော့ဒေါ်လာ3000ကိုသန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်။အဲဘလူးပေးမလို့တော့ကျွန်တော်တို့မသိဘူးပေါ့လေ။အဲကုလသမဂ္ဂအစင်ပေးမှာဒါမှမဟုတ်ကျအာဟာစင်တာတွေအစင်ပေးမှာတော့မသိဘူး။ပေးမှုတို့ကြေညာထားတော့ရှိပါတယ်။အဲနောက်တော့ကျွန်တော်တို့နဲ့အမေရိကန်နဲ့ကပုံသွေးရေးနဲ့ပတ်သက်ပြီးတော့လေဟိုတိတ်တော့ကြီးကြီးမမမရှိဘူး။အဲ2017ခုနှစ်ကနေပြီးတော့2025ခုအဲကျွန်တော်တို့ဒေါ်လာ900 တော့ဘုံဝဲကျွန်တော်ကိုယ်လည်းမရှိဘူး။တတိယဘုံတော့တန်းရှိရတယ်လို့တော့အကုန်လည်းမရှိဘူးလို့ပြောပါတယ်။တချို့နေနေပါလေကျွန်တော်ဘက်ကပို့တာလေးများလို့ချွေးလေးတွေပါလေအမေရိကန်ဘက်ကပို့တာလေးများတယ်။သူတို့အကုန်ကောက်တာတော့ကျွန်တော်တန်းနေတာလည်းမဟုတ်ဘူး။တခြားသူတွေဘွေးစီနိုင်ငံတွေလည်းတချို့လည်းကောက်တာလေးရှိတယ်တရုတ်နိုင်ငံပေါ်တော်တော်လေးကောက်ခတ်တာရှိတော့အဲတော့ကျွန်တော်တို့ဖွန်ကိုးစရာနိုင်ငံတစ်ခုတမတော့ဖွန်ကောက်တာတော့ဖွန်ကိုးကောက်တာတော့ တော့မလုပ်တင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်။အဲသူတို့သူတို့ဘက်ကတော့ကွန်သွေးလူမှုတွေပြလို့တခြားနိုင်ငံတွေအပေါ်ဝင်ပေါ်တယ်။ခွန်တွေတွေ့ကောက်တယ်လို့သိရပါတယ်။အမှားတော့မကောက်တင်ဘူးလို့ကျွန်တော်တို့ယူဆတယ်။ဘာကြောင့်ကောက်တယ်တော့ကျွန်တော်လည်းဟိုအသေးစိတ်ပြန်ပြီးစဉ်းစားဖို့လို့တို့တာပေါ့။ကျွန်တော်လည်းအချက်မှတ်မိလို့ကတော့အမေငယ်ကဒီလိုဟိုကွန်ကဘယ်လိုပတ်သက်ပြီးတော့ပြေလို့မှုတွေတော့ဘယ်လိုများပတ်သက်လို့ဒီမှာနေနေတဲ့အောင် လိုမျိုးတော့မကြည့်တော့ဘူးအစီအရင်ရှိနေတယ်ဒီစကားလေးဆိုတော့ပြည့်ပြတ်အဲဒီကတော့ကျွန်တော်တို့ကဟိုဟိုတနင်္ဂနွေနေ့ဟိုမှာပြခုနေရတဲ့ပုံတည်ရဲ့ကိစ္စကိုတော့ကျွန်တော်ရှောင်ရှားပြီးတော့အဲတို့ရဲ့နိုင်ငံအဲနေပေါင်းပြီးတော့မှာမအားလုံးကြောက်ဘူးအဲသူတနင်္ဂနွေနေ့ကျွန်တော်တို့ကသွားပြီးတော့အဲရောင်းနေပဲရောင်းပြုတ်နေပဲစားနိုင်ငံအားလုံးနဲ့ညှပ်ပြီးတော့ပုံတည်မှုလုပ်တာပြီးတော့ပိုကောင်းတယ်ပိုအောင်ဆောင်မှုတွေပိုကောင်းတယ်ကျွန်တော်တို့ညင်ပါတယ် ိုတစ်ဆက်တည်းပြောရရင်အဲ့ဒါတော့ဘာလဲဆိုတော့မပြုလို့သူတို့အတော်ခွန်တိုးတိုးကောင်းတယ်ပေါ့ဒါလေးကျွန်တော်တို့တွေ့ရတာသူတို့လူငွေကိုယ်သမှုလူငွေတွေပြောက်လို့တိုးကောင်းတယ်လို့ပြောတော့အဲ့တော့ဘာကြောင့်လူငွေပြတယ်သူတို့ပစ္စည်းတွေမရောရလို့လားမရောရလို့အာရုံမရောမှလည်းမရောပစ္စည်းတွေရောင်းနေရတာရောင်းနေတာမရောပစ္စည်းလည်းကောင်းပါလေစင်နာလည်းရှိပါ ဒါပေမဲ့သူကဈေးကြီးတော့ဈေးကြီးတဲ့ခါကျတော့သူတို့ပစ္စည်းတွေဝယ်ဖို့မှနည်းနည်းလေးခက်ခဲရှိတော့ဒါပေမဲ့ကျွန်တော်တို့ကွန်ပျူတာနိုင်ငံတွေအပါဝင်နိုင်ငံတော်မှာအမေရိကန်ဈေးကွက်ရဲ့ဘိုလူအောက်ကြီးမားတော့ကျွန်တော်တော့ပြည်အဲကြောင့်သူတို့ကျွန်တော်များပြီးရောင်းနေတယ်သူတို့ဘာကြောင့်ကိုပစ္စည်းဈေးကြီးတယ်ပေါ့ဒါလည်းစဉ်းစားမှာကောစာဘူလရှင်ကြောင့်ကွန်ပစ္စည်းကိုယ်စင်းလုံးကြီးတာလားဒါဆိုလည်းဒါလည်းတက်ဆဒီပေါ်မူတည်ပြီးတော့ ်ပြုပြင်မှုတော့လုပ်ရတယ်ကျွန်တော်တို့လည်းသူတရငံနဲ့မှီတဲ့အစားတော့တခြားနိုင်ငံတွေကိုမျှပြီးတော့ရောင်းတာမျိုးပေါ့ကျွန်တော်တို့ဒရမန်များတော့သူ့အစည်းအဝေးကိုအများကြီးပြုဖို့နေတာကျွန်တော်များတာကျွန်တော်တွေ့ပါတယ်ဒါကြောင့်အဲ့ဒါတော့စဉ်းစားဖို့ကောင်းတယ်လို့ကျွန်တော်မြင်တယ် We pray for you most Lasulwa Mahase Amani ဒီပဲကနမှာပါဝင်စီလို့ရရှိနိုင်တဲ့ရောက်ရှိတာကိုသိရှိရပါတယ်။ဒီဒီနေ့အခမ်းအနားနဲ့ရှိ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 တဲ့ဘယ်လိုရရှိနိုင်တဲ့အတွက်လဲ ်ချိန်မှတူးမြတ်ထားတဲ့ချိန်ရောက်လို့ဖြစ်ပါတယ်။ဒီနေ့ဒီဖိမပေါ်လာတဲ့ဒီမီးနဲ့မီးမရောလူတွေမရှိစရာနေပြီးတော့ဒီအောင်ဝဲရရှိလို့ပါဒီအောင်ဝဲကဒီနေ့သူမြေတွေ့နေရတဲ့အထူးနိုင်ငံရေးဒီဝန်တွေကိုဘယ်လိုမျိုးတောင်းမှုရှိပါတယ်။အဲ့နောက်တစ်ခါတော့ဆီလိုတဲ့နေမျိုးတွေရှိလို့ပါဒါကျွန်တော်တို့ဖြစ်စီနာစီဒီပေါ်မှာအဲဆူဗီယက်ပြည်တော်စုရဲ့ မရှိတဲ့ပြည်သူပြည်သားတွေကနေပြီးတော့တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကိုအဲအတိမတ်အထိတ်မှန်လုပ်တဲ့ဟာပွဲတော်ပွဲပေါ့ဒါဒေါ်ရိုလေးကိုကိုလေးနဲ့တဲ့ပွဲတော်ပွဲတို့ကျွန်တော်တို့ပြောရရတာပေါ့ဒီလိုပဲမြန်မာနိုင်ငံမှာလည်းအဲဖက်ဆစ်ဂျပန်တွေသူတို့နဲ့ဝင်ရတာဒီဖက်ဆစ်နာစီတွေဂျာမနီနဲ့တုတ်ဆူတဲ့ဖြစ်တဲ့ဖက်ဆစ်ဂျပန်တွေရဲ့အတောင်နဲ့ကျွန်တော်တို့ခံခဲ့တော့ကျွန်တော်ပြန်တိုက်ခဲ့ရတဲ့တမိုင်းဖြစ်ရရှိတယ်အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့ ဲ့ဒါကတော့လွတ်လပ်ရေးကိုတိုင်းပြည်အချို့ချအာဏာဒီရက်ခံမြင်မှုတွေလို့တဲ့တက်ခဲမှုတစ်ခုပါဒါကြောင့်ဒါအိမ်မန်တန်ဖိုးရှိတဲ့တိုက်တိုက်ပွဲတစ်ခုလို့ကျွန်တော်တို့တက်ခဲမှုလို့ကျွန်တော်ပြောလို့ပါဒီလိုတိုင်းနိုင်ခဲ့တဲ့အတွက်ကြောင့်လေအဲချို့ကိုရိုနီပြုတ်ခဲ့ရတဲ့အနိုင်ကျပူတာတင်ခိုင်ခါတဲ့တချို့ဥရောပနိုင်ငံတွေပေါ့လွတ်လပ်ရေးပြန်ရသွားတာကျွန်တော်တို့တွေ့ လူရတန်ရတော့ဆူပြေပြီတော့ဇူကနေပြီတော့မှအဲဥဆောင်ပြီးတိုက်ခတ်ပြီးကြတယ်ကျွန်တော်လွတ်လပ်ရေးပြန်ရခဲ့တော့အဲဂျာမီနိုင်ငံအရှိဘန်လင်တီကိုကျွန်တော်တို့ကဆူပြေတက်တယ်တက်သိင်းခဲ့တော့ရှိတော့ဒါတမိုင်းမှာအတူတူပဲတွေ့ရပါတော့ဒါပထဝီနိုင်ငံရေးပေါ့လေပထဝီနိုင်ငံရေးကိုနာဖြစ်တဲ့တမိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကြီးရင်လေပထဝီနိုင်ငံရေးကြောဖြစ်ခဲ့တဲ့ဖြစ်စဉ်တိကျတော့နေရပါတော့နောက်တစ်ခေါက်တော့ဒီ တရားသာတမြေပေါ်မရောက်တရားသာတပစ္စည်းတွေကိုဒီပေါ်မှာမူတည်ပြီးတော့ဖြစ်လာတာပေါ့ဗထုတန်ငံကြီးကတော့အရေးပါပါအခုချိန်ထိလည်းဗထုဝီနိုင်ငံရေးကြောက်ပဲနိုင်ငံကြီးတွေကနိုင်ငံငယ်တွေတို့မို့တခြားနိုင်ငံတွေကိုပဲမျက်စောင့်ထုတ်နေကြတော့သူတို့မလုပ်လို့ရမလဲပေါ့သူတို့လုပ်နေကြဆရာဒါကြောင့်စီးရေးနိုင်ငံရေးစီးပွားရေးစသည်ဒီနယ်ပယ်ဘောဆိုပြီးတော့မှာဖိအားတွေမျိုးစုံပေးနေတာလဲကျွန်တော်တွေ့တယ်အခုပြောမယ်ဆိုရင်တော့ခုနကပြောတဲ့ဒီ180ပြည့်အမျိုးသား ီဒီဖက်စစ်ဒီဆိုတော့နိုင်ငံရဲ့ဗာမျိုးကြည့်စစ်ဘောအောင်ဘွဲခန့်တော့တာအဲတော်တော်ကြီးကိုဒါထူးကြတဲ့ဘွဲတွေပေါ့နော်ဒီတိုက်ခိုက်တဲ့ကံမှာလဲဆိုပြက်နဲ့ရုရှားပြည်သူ36တန်း36တန်းတက်ပြည်ပြည်တိုက်ခဲ့တာရှိတယ်အဲကမ္ဘာစစ်မှာတော့ဒါတေးပြောက်အများဆုံးဆွန့်နှွန့်ဆွန်စားတော့တိုက်ခဲ့တဲ့တိုက်ပွဲတခုကတော့ပေါကုန်းထိုးတဲ့ဖြစ်စဉ်တခုတော့ကျွန်တော်ပြောချင်တယ် Но прямо сейчас на Западе именно... အဲဒီတမိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဒုတိယဝါစီမှာဆိုရင်ဒီဒီဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့အော်ဝဲအောင်နဲ့တိုက်တုတ်ခဲ့တာရှိပါတယ်ဒါဖြစ်ရမှာတမိုင်းအမှန်ဖြစ်ပါတယ်ဒါပေမဲ့နောက်နိုင်ငံတွေကဒီတမိုင်းနဲ့ပတ်သက်ပြီးတော့သူနောက်နိုင်ငံတွေကပဲဒီတမိုင်းမှာသူတို့ထက်ထက်ဥပမာပါဝင်စားရခဲ့တဲ့အနိုင်ရခဲ့တဲ့ပုံစံမျိုးပြည်လူမှတ်တမ်းနေတဲ့တမိုင်းမျိုး အဲဖြစ်တဲ့အပြိပကံနဲ့ပတ်သက်ပြီးတော့ဒီမရှားဘက်ကနေပြီးတော့မှခုနကလိုကျူးကျော်ရဲဆိုတော့ပုံစံမျိုးဖြစ်အောင်လည်းဘလိုဘက်ကနေပြီးတော့တတိမီဒီယာတွေရောတတစပုံပေါ်နေရာရှိပါတယ်။အာဒါကြောင့်မလို့ဆိုရောအနေနဲ့အဲကျွန်တော်သိချင်တာကဒီဆိုရောအနေနဲ့ဒီလိုချိခဲ့ဖို့ရတဲ့မိုင်းမျိုးကိုဘာလို့အနောက်နိုင်ငံတွေကဘာလို့ပြင်နေတာလဲဒီပေါ်မှာဆိုရောအနေနဲ့ဘယ်လိုမျိုးပြင်လဲဆိုတာလည်းသိချင်ပါတယ်။တမိုင်းဆိုရောလေလို့မရဘူးဖုံးလို့လည်းမရဘူး။ မှအရှိတိုင်းပဲဖြစ်ရမယ်။ဖက်စစ်နာစီဒီရေလှုပ်ဆောင်ချက်ကိုလည်းဖုံးလို့မရလို့ပဲ။ဆူဗီယက်ပြည်တော်စုရဲ့ဖက်စစ်ဒီကိုပြန်တိုက်ခဲ့တဲ့တမန်ကိုလည်းဖုံးလို့မရအောင်ပြင်လို့တည်းမရအောင်တမန်အတမန်လည်းအကုန်လုံးရှိရမယ်။အဲဒါဘလို့မှညင်းလို့တည်းမရအောင်။ဒါကြောင့်သူတို့ကတော့သူတို့ရဲ့မှားယွင်းခဲ့တဲ့လုံဆောင်ချက်တွေကိုအဲနောင်လာမဲ့သူတွေ အတွက်ဟိုဟိုဘာပေါ့မတန်းနေတယ်မသိညာအောင်လို့သူတို့ဓာတိပြင်ရို့တို့တက်ဖြစ်မယ်နီယိုဘောအော်ဒါသွားချင်တော့နောက်လူငယ်တွေအတွက်နီယိုဘောအော်ဒါအဲသွားဖို့လည်းဒါဖြစ်ချင်တာလည်းပါပါလိမ့်မယ်အဲတိုက်ပြီးဒီခွေအချို့ချာအာနာဆိုတာသူတို့မထိခိုက်ဘူးဆိုရင်တော့မမတော့မလို့ကြဘူးသူတို့သူတို့ရဲ့အချို့ချာအာနာထိခိုက်တာပြီဆိုရင်တော့အပြန်နဲ့တုတ်မြန်ကြအောင်တော့တဘာဝပဲနောက်တစ်ခုကတော့သူတို့ရဲ့လူဝင်စာနာတွေအတ္တတွေပေါ့ ဒါကြီးရှိလာလို့ရှိနေပြဿနာရှာပြီးတော့ဒီပြဿနာကိုဟဲ့လားထုတ်ချတာပဲဒါဖြစ်ချင်းကြတယ်ဒါမျိုးတွေကတော့ဟိုကမ္ဘာမှာလည်းတကယ်တမန်ဖြစ်ရမှာနေမှာကျွန်တော်တို့တွေ့ပါတယ်အဲခုနပြောတဲ့ယူကရိန်းနဲ့ရုရှားနိုင်ငံဖြစ်စဉ်ကြည့်လေဒီတိုင်းမှာပါဒီတိုင်းမှာတကယ်တော့ပြောလို့ရှိရင်တော့ဒါတမန်ကိုပြောင်းပြန်ခံဖို့တဲ့ကြိုးစားနေတယ်လို့ပဲကျွန်တော်တွေ့ပါတယ်ရုရှားနိုင်ငံလည်းရုရှားနိုင်ငံရဲ့အဲ အရင်ကဆိုဗီယက်နိုင်ငံဆိုဗီယက်ပြည်တော်စုရဲ့အတိတ်အတွေ့အကြုံကိုယူပြီးတော့မှရုရှားနိုင်ငံအချို့ကြအာဏာမထိခိုက်အောင်လုပ်ကြတာဖြစ်တယ်လို့ကျွန်တော်တို့တွေ့ပါပါရှိမှုရှိမှုဒီကယူကရိန်းနိုင်ငံပေါ်ယူကရိန်းနိုင်ငံတဲ့လိုနောက်နိုင်ငံကဒီအခုတပြေကျွန်တော်တို့ EU နဲ့ယူကရိန်းရဲ့ဒီဘန်နာရေးနဲ့စီးရေးဆိုင်ရာစဉ်းစားမှုနဲ့တောက်ပတ်မှုလို့နောက်ပဲကထောက်ပံ့နေလို့အသိရှိရပါတယ်။ဒီရက်ပတ်သက်လို့ဆိုတော့ဘယ်လိုမြင်ပါလဲ။အာ ပါရှင်တယ်ကတော့ဒီယူကရိန်းနဲ့ပဲရှားရေခင်းတဲ့ပတ်သက်လို့ကျွန်တော်တန်မှန်ရေးရအချင်းမျိုးတော့အပြည့်ပြီးသွားပြီးရတယ်တော့ဘာလို့လဲတိပါအဲဒါမဲ့ဒါကိုဒီဒီ EU နိုင်ငံတွေယူရေးဖော်ဝင်နိုင်ငံတွေကတန်မှန်ရေးရဖြည့်ရှင်းမှုဒီလောက်တော့မပြည့်ပဲနဲ့ဒီ C C စလက်လက်ပစ္စည်းနဲ့အလားရေးကိုဟုတ်ပါတယ်ဆက်လက်လို့ဆောင်တယ်ဒီအရပ်ပတ်သက်လို့လည်းကျွန်တော်ဒီနောက်ဘယ်လိုနေလဲလို့ရှိပါဟော ဟိုစစ်ဆိုတာတော့မဖြစ်တာအကောင်းဆုံးပဲပိဋိပက္ခဆိုတာလေဟလာကောင်းမွန်မွန်ပြန်လဲဖြည့်ရှင်းတဲ့နိလန်နဲ့သွားတာအဲဟိုညီနဲ့ဖြည့်ရှင်းတဲ့နိလန်သွားတာအကောင်းဆုံးပဲအဲပိဋိပက္ခတွေကြီးလာတယ်ဆိုတာလေအာပိထောက်ခံမှုတွေအာပိထောက်ပံ့မှုတွေအများလို့ဖြစ်လာတာအာပိထောက်ပံ့မှုမရှိလို့ရှိရင်ပိဋိပက္ခဆိုတာကြီးလာတာတော့ရှိရတချို့ကသူနဲ့နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ပြဿနာရှိမယ်ပြိပက္ခ အဲ့မှာသူ့ကိုဝိုင်းအားပေးကြတော့အဲဝိုင်းအားပေးတော့ထောက်ခံပေးကြတယ်ကုညီပတ်ဖို့ပေးတယ်အဲစရတဲ့ပစ္စည်းတွေငွေကြီးတွေဆန္ဒရိတ်ခါတွေစတဲ့မျိုးကုညီပေးတော့ဒီလိုလေလှုပ်လာကြတော့အဲ့ဒါဒါတွေပြိပတ်ကပူပြီးကြီးမားလာတယ်ဟာလေပြက်လာဒါမျိုးဒါမျိုးမဖြစ်ဖို့ဆိုရင်အားပေးကုညီတာမျိုးမလုပ်တာတော့အကောင်ဆုံးပဲဒါပေမဲ့နိုင်ငံကြီးကဖြည့်ရှင်းပေါ့ဒီလိုလိုသွားမှာပေါ့ဆိုတော့ခင်ဗျားမေးတယ် EU ကနေပြီးတော့ဒီ ပฏิပက္ခနဲ့ပတ်သက်ပြီးဒီလိုဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးဆိုတော့ဒါတော့သူတို့ရည်ရွယ်ချက်ကပါလေပေါ့သူတို့ရည်ရွယ်ချက်ပါလေပฏิပက္ခကရှိကြာရှိအောင်ဖြည့်ပြီးတော့မှအဲစစ်ပောင်းစစ်ပောင်းလို့တာလားအဲ့လေစဉ်းစားမှာတစ်ချက်ပဲတကယ်တော့ပฏิပက္ခမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်တာတော့အကောင့်သူနေလာမှာပဲကျွန်တော်တော့အပိထပုံမှုမလို့တင်မှုလို့ကျွန်တော်ယူဆပါတယ် အညီနိုင်မဘာကြောင့်ဖြစ်လာပြဿနာဘာကြောင့်ဖြစ်လာလဲပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာအောင်ဒီတမိုင်းမှာရှိခဲ့တဲ့လွန်ခဲ့တဲ့ဆယ်သရီတစ်ခုနှစ်ခုတည်းမှာဖြစ်ခဲ့တဲ့အခြေအနေကြီးလာလို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ဘရာရှားပြဿနာဖြစ်လာလဲဆိုတာအဖြစ်ရှိနေပါတယ်ဒါကိုအဖြစ်မှန်တိုင်းကြည့်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင်ဒီပြဿနာဖြေရှင်းနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်နာမေဘုန်းဆက်ဆက်ပြီးတော့ဆက်တဲ့မိနေတာတော့ယူကရိန်းပြည်ပတ်တာဖြစ်ရှင်းနေတော့မှာအမေရိကန်က ကီလိုမီတာအတွက်သူ့စုံမှုတွေကိုတိုးမြင့်လှုပ်ဆောင်နေရလိမ့်ဆောင်နိုင်မယ်လို့တချို့ကဆိုရင်းညာရရှိပါတယ်။ဒီရတဲ့ပတ်သက်လို့ဆွေးနွေးဒေတာတွေမှာ CID မှမှုတွေဒီနည်းနဲ့ဖြစ်လာနိုင်မယ်လို့တော်တော်ကြိုးလင်းထားပါလား။ဖြစ်နေကြလို့အကြောင်းလည်းရှိပါတယ်။ဖြစ်နေကြအကြောင်းရှိတော့ဘာလို့ဆိုတော့ဒီ1950ပြည့်လွန်ကာလနောက်ပိုင်းမှာဒီအမေရိကန်ပြည်တော်တရုတ် channel containment policy နဲ့ပတ်သက်ပြီးစတင်ဆောင်ရွက်ခဲ့တာဒါမှမရှိခဲ့တော့ဟိုအခုကပြန်ပဲဖြစ်လာတယ်တရုတ်နိုင်ငံနဲ့အမေရိကန်ပြန်ပဲဖြစ်လာတဲ့အခါကျတော့ဘာပြောပြောသူ့ကိုတော့ပြန်ပြီးတစ်ခုနဲ့ပြန်ပြီးတော့ထိဖို့လိုဘူးလူနိုင်မယ်လို့လုပ်နိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းဒါတော့ဟိုမဖြစ်အောင်မဖြစ်အောင်ကျွန်တော်တို့ကအဲ ညီနဲ့ဆွေးနွေးဆောင်ရွက်တာမျိုးပေါ့နိုင်ငံနေနဲ့အောက်လို့ညီနဲ့ဆွေးနွေးထူထောင်မျိုးတော့လုတ်တင်တယ်လို့ကျွန်တော်ယူဆတယ်ဒါသူနိုင်ငံချင်းနဲ့တော့မဆိုင်ဘူးကျန်တဲ့ဟာတွေပါပါလာတယ်ညီနိုင်ငံနေနဲ့တော့ပြဿနာတော့အကြီးကျယ်ဖြစ်မှာပေါ့ကျန်တဲ့နိုင်ငံတွေမှာပါမပို့ပြီးပြဿနာပို့ရှုပ်မှာပြတ်ပါတယ်ကျွန်တော်လည်းအဲ့လိုမြင်တာပေါ့လေဆရာအချင်းတော်ပြောသွားရတဲ့မှာပတ်သက်လို့ဒီပြဿနာကတိုးနေတယ်အဲတိုးနေတဲ့အမြင်နဲ့နိုင်ငံတွေပြဿနာမဟုတ်ဘဲအခြားနိုင်ငံတွေကပါလာမှာပြဿနာပို့ချလာတယ် တော့ရှိရပါတယ်အဲ့ဒါနဲ့ပတ်သက်လို့မြန်မာနိုင်ငံအနေနဲ့လည်းဒီဒုက္ခအရာကြီးနိုင်ငံတွေကမှတင်းမောင်းမှုမြင့်တက်နေအောင်မြန်မာနိုင်ငံအနေနဲ့ဒီဘယ်လိုမျိုးဟိုထိန်းသိမ်းပေးလို့ရမလဲဘယ်လိုမျိုးထိန်းသိမ်းဖို့တော့ပေါ့စီရင်ထားလဲဆိုတာဒီဆွေးနွေးနေလို့လည်းသိရှိမှာပါအဲမြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကတော့လွတ်လပ်ပြီးတက်ကြတဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးတော့နိုင်ငံအရုံးနဲ့မမှုပြပဆက်ဆက်ရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတော့ အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမြို့ဆွေနိုင်ငံတစ်ခုပါပဲသူတို့လည်းပဲတရုတ်နိုင်ငံကတော့ကျွန်တော်တို့အိရိနာချင်းနိုင်ငံတဲမှာလည်းဖြစ်တယ်လို့အိရိနာချင်းနိုင်ငံတဲမှာလည်းအဲမဟာမျောမျောဖိဖက်နိုင်ငံနိုင်ငံဖြစ်တယ်ဆူပေါ့ပေါ်နိုင်ငံဖြစ်တယ်အဲသူများနိုင်ငံတွေလည်းပို့ထူးခြားတဲ့ဆက်ဆံရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့တော့ကျွန်တော်တို့ရှိပါလိမ့်မယ် အရှာပစိဖိတ်ဒေတာပါလေနော်နေတိုးနဲ့ပတ်သက်ပြီးတော့တိုးမြင့်လာရမလို့တတိယဆီလိုနေတဲ့အောင်ဘလူမီတုံးတာပါလေဒီလိုမျိုးဒီမြန်မာနိုင်ငံဒေတာပဲမှမနက်ကတည်းကစတင်ဒေတာတွေမှာရှိနေတယ်။အဲဒီလိုအနေနဲ့ပတ်သက်လို့အနေရရှိတာပဲလို့ခမ်းမပါတာအကြမ်းပတ်သက်လို့ဆိုတာပြန်လည်းရှိတယ်ပါလေ။အော်ဆိုရင်တော့အမှန်ပဲဘာမှလည်းမဆိုင်ဘူးလေ။ဒီဒီအရှာဖစီဖိတ်ဒေတာနဲ့နေတူတော့ဘာမှတော့မဆိုင်ပါဘူး။ ကျွန်တော်တို့စိုးရင်ပါလေဘာမှလည်းမဆိုင်ဘူးလို့ကျွန်တော်ပြောချင်တယ်အဲဒီဒေတာအာရှအာရှပစိဖိဒေတာဆိုတော့အာရှဆိုတော့ကိုမီဒေတာပေါ့ပစိဖိဒေတာဆိုတော့ကိုမီဒေတာနဲ့ပင်လေကံပင်တဲ့သဘောတရားဒေတာတွေအပေါင်းစစ်ထားတဲ့အနေမျိုးတစ်ခုပဲလေဘာပြောမှာမဟာပြွာရအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကိုငင်းညာစွာလုပ်နိုင်မယ်ဆိုရင်တော့ကဘာအတွက်ကတော့အများကြီးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုပါပဲဒါပေမဲ့လည်း ဒါအရင်ကြီးနိုင်ငံနိုင်ငံနေပြီးတော့ဥမာပြင်ဒါခုနပြောတဲ့ခင်ဗျနေတူးတွေမဟုတ်ဗျအဲ့လားကျွန်တော်တို့အဲအိန္ဒိယတို့ဩစတြေးလျတို့ဂျပန်တို့အဲသူတို့အမေရိကန်တို့တို့ပေါင်းစည်းပြီးတော့လဲသူတို့ဒီမှာလေအင်းအားထိတ်ကြီးပို့တယ်လုပ်နေတာလဲကျွန်တော်တို့တွေ့တယ်အဲဒါတွေကပဋိပက္ခကိုကြီးမားလာစေမယ်လို့ပဲအဲကျွန်တော်တို့မြင်ပါတယ်ဒါကြောင့်အဲအင်းညာတဲ့နေနေပဲတွားတာတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ယူဆတယ် စေပူတာတော့အမှားပဲစေပူတယ်ဒီရက်ဆက်တဲ့ကျွန်တော်ထပ်မင်းနဲ့ဒီမွန်ရတော့နောက်နိုင်ငံတွေကလည်းအဖုံးမှုထိနေမှုကျူးသားနေတဲ့အချိန်မှာနိုင်ငံကဆက်ဆံရေးရဲ့၎င်းကိုပို့ပေးမဲ့ဘဟုဝယူသူတွေကမာတီပူလာဘောတရားနဲ့ပတ်သက်ပြီးဆွေးနွေးပါတယ်အလက်ရှိချိန်မှာနောက်နိုင်ငံတွေကတော့သူတို့ရဲ့စိတ်ဝင်စားမှုနဲ့သူတို့ရဲ့ဒီသူတို့ရဲ့လိုမလားချက်အတွက်သူကတော့သူတို့တက်နိုင်မှသူကတော့ဒိုမီနိတ်ကိုယူရမှာဖြစ် နိုင်ငံတွေကိုသူဖိအားပေးနေတာ။ဒါနဲ့ပတ်သက်ပြီးတော့ဒီကျင်းသူပြရတာဒီဘူးဝင်တို့ဘူးနေရာနဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ဘယ်လိုမျိုးနေပါလဲဆိုတော့သိရှိတယ်။အင်းဟင်း။ဒီတော့ယူနီပိုလာနဲ့ဒီအမေရိကန်ဒီအနောက်အုပ်စုကနေပြီးယူနီပိုလာနဲ့ကဘာယူထိန်းချုပ်လာခဲ့တော့။နောက်ကြတော့ဘိုင်ပိုလာဖြစ်လာတယ်။ဘာဘူရတဲ့ခါထပ်ပြီးတော့ယူနီပိုလာပြန်ဖြစ်သွားတယ်။ဖြစ်တာဒါတော့ငါအားတာွားတာပေါ့။ဒါမှမဟုတ် ဒီဘက်ခေတ်ကကြတော့အဲခင်ဗျားတို့ရုရှားနိုင်ငံရဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံတို့ကအဲစီးရောက်တော့ကစီးပွားရောက်တော့ကတိပ္ပံနဲ့နီးပညာတော့ကတော်တော်ကြီးထုတ်တက်လာတော့ထုတ်လာတော့ဒါမာတီပိုလာအဲဘလူးသဘောတွေကျွန်တော်တို့ဖြစ်လာတယ်ဒါတော့ဟိုဖြစ်တဲ့ကိစ္စတခုပဲကဘာကြီးကိုတောင်းလာနေပြီးတော့ကင်ပြီးတော့မှလှုပ်ရတာမျိုးကတော့ဘလူးမှမဖြစ်တဲ့ကျွန်တော်တို့သူတိပြင်းဖွံ့ဖြိုးတဲ့နိုင်ငံတွေ နိုင်ငံတွေတော်တော်ဒီတန်ကိုတော်တော်လေးခံကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ကတော့မာဒီပိုလာစနစ်ကိုတွားတာတော့အကောင်းဆုံးပဲ။ရှိတဲ့ကဘာကြီးမှာရှိနေတဲ့အကြောင်းချင်းရတယ်ကိုမျှဝေခံစားရတာတော့အကောင်းဆုံးမြတ်မတ္တာဆောင်းဝင်တာလည်းအကောင်းဆုံးပဲမျှဝေခံစားရလည်းအကောင်းဆုံးပဲ။မမြတ်မတ္တာဖြစ်လို့ဒါအခုပိဋကတ်ကဖြစ်လာတာ။ဒါကြောင့်ပိဋကတ်ကမပြောင်းသလိုရှိရင်မာဒီပိုလာစနစ်ကတော့အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်။ ဒီကျွန်တော်အနေနဲ့ဒီနာကဒီမာဒီပိုလာဝါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်လက်ပြီးတော့ပြင်ဆင်ပေးဖို့ရတော့လက်ရှိမြန်မာနိုင်ငံပါဝင်အခြားနိုင်ငံတွေတော်တော်များများကဒီမာဒီပိုလာဝါကိုထောက်ခံတယ်ဆိုတာသိရှိရပါတယ်။ဒီအရနဲ့ပတ်သက်လို့နောက်နိုင်ငံတွေကနေပြီးတော့သူ့ရဲ့အရင်တော့ယူနီပိုလာဝါကိုပြန်သွားချက်တယ်။ဒီလိုပြန်သွားရတဲ့အခါမှာဟိုမြန်မာနိုင်ငံပါဝင်အခြားနိုင်ငံတွေကမာဒီပိုလာဝါသွားဖို့ဟောက်တဲ့ပုံနဲ့နိုင်အောင်အောင်မြင်ဖို့နဲ့ယူနီပိုလာဝါကိုဖယ်ထုတ်ဖို့အတွက် ဘယ်လိုမျိုးနည်းပြပါလိမ့်ကျင့်သုံးရမယ်လို့ဆိုလို့အဲခုနကျွန်တော်ပြောသုံးနိုင်ငံရှိတယ်သုံးနိုင်ငံပေါ့ဒီဒီသုံးနိုင်ငံကတော့ကမ္ဘာပေါ်မှာလည်းမျက်မှတ်တတဆောင်ပေးတဲ့နိုင်ငံတွေလို့ကျွန်တော်တို့မြင်နေတာအဲ့တော့ဒါတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပေါ့ကိုကိုယ်တိုင်းကြိုးစားမှာပေါ့ကိုယ်တိုင်းလည်းမကြိုးစားရတော့မပြင်းနဲ့ကိုကိုယ်တိုင်းကိုယ့်ရဲ့စီးပွားရေးအတတ်ပညာစသဖြင့်ဒါတွေလည်း ကျွန်တော်တို့ဖွံ့ဖူးတိုးတက်အောင်လည်းကျွန်တော်တို့လုပ်ကြမှာပေါ့တပည့်ကလည်းပူပေါင်းဆောင်နိုင်ငံချင်းချင်းပူပေါင်းဆောင်မှုကြီးကိုလုပ်ဖို့လိုတယ်ဆိုတော့နိုင်ငံတွေကတော့ကမ္ဘာမှာအပြည့်အဝဟိုထိတ်ဆုံးမှရှိတဲ့ထိတ်မှရှိတဲ့နိုင်ငံတွေပြဆိုတော့ကျွန်တော်တို့ကကျွန်တော်ရုရှားနိုင်ငံနော်တရုတ်နိုင်ငံအိန္ဒိယနိုင်ငံတို့နိုင်ငံမျိုးတွေကအဲကမ္ဘာပိုင်းဥဆောင်နိုင်တဲ့အခြေအနေရှိတဲ့နိုင်ငံတွေသူတို့နိုင်ငံတွေနဲ့ပူပေါင်းပြီးတော့မှမျက်မှတ်တက်တာစောင့်ဝတ်တတ်မှုဆိုရင်မာတီပိုလာအဲ့တော့ကျွန်တော်တို့ကတော့ဟို global ဖြစ်လာပါလိမ့်မယ် အဲကျွန်တော်တို့ဒီယူနီပိုလာကတော့ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဒီတန်းကိုကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့နိုင်ငံတွေအားလုံးဂျုံတုလာနိုင်ငံအားလုံးကအကုန်လုံးသိတယ်ခါသီးတွေရတာကျွန်တော်သိတယ်ဒါကြောင့်ဘယ်သူမှတော့ဖြတ်ခံမှာမဟုတ်တော့နိုင်ငံတွေကလည်းအခုတော့စူးစမ်းနေကြတာပဲနိုင်ငံတွေအားလုံးကလည်းအဲသူတွေမတက်ရရင်ကြံခဲ့မှာပေါ့မတက်ရပြီးနေတိုင်းကြံလာခဲ့မယ်အဲလမ်းလျှောက်တို့ပြကြော်သွားမှာအဲ့ဒါကိုကလမ်းလျှောက်နေကြလမ်းလျှောက်နေကြဒါကြောင့်သူတို့တိုးတက်အောင်လုပ်တယ်ထွေးတဲ့ကြောင့်တော့ ခုနပြောတဲ့တမိုင်းမှာဖြစ်ခဲ့တဲ့အတိတ်ဖြစ်ရတဲ့အရာနိုင်ငံတွေကသူတို့နိုင်ငံတွေဒီလိုမပြည့်အောင်ဆိုတဲ့စိတ်တွေကိုလုံးရှိကြတယ်။အဲ့ချိန်မှာသုသက်ပြောတဲ့ဥဆောင်တဲ့နိုင်ငံတွေနဲ့ပေါင်းပြီးတော့လုပ်မလို့ဆိုရင်ယူနီပိုလာဟူတော့ဘလူးမောက်ဟိုလာဖြစ်လာစီမှာမဟုတ်ဘူးလို့ကျွန်တော်တို့တွေ့တွေ့ပါတယ်။မြန်မာနိုင်ငံနေတဲ့ဒါအာဆီယံကနိုင်ငံနိုင်ငံတွေရှိရပါတယ်။အာဆီယံအဖွဲ့အစည်းဆိုတာလည်းအဲ့လိုဒေတာတွေဆိုင်ရာအဖွဲ့အစည်းမှာဆိုတဲ့ဥစားတိတ်မှကြီးမားတဲ့အဖွဲ့ဝင်တွေ ဖွဲ့ဝင်ဖွဲ့ဖွဲ့ဖြစ်ပါတယ်ဒီမြန်မာနိုင်ငံနေနဲ့အာဆီယံရဲ့ဖွဲ့ဖွဲ့မှာဘယ်လိုမျိုးအင်္ဂါနာတွေပါဝင်လို့ဆောင်နေပါလဲကျွန်တော်တို့အာဆီယံဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့အာဆီယံရဲ့ပြည်ညင်တိုင်းပေါ့ကိုအောင်ဆောင်မှုတွေကျွန်တော်တို့အကုန်လုံးအပြည့်အဝလုပ်ပါတယ်အဲအာဆီယံရဲ့ယူရချက်ကတော့တကယ်ကောင်းတဲ့ယူရချက်နဲ့ပါပဲဒါကြောင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံနေနဲ့မှန်ကန်တဲ့ပေါ့သူရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်နေလို့ဖို့အတွက်ပြီးတော့ကျွန်တော်တို့ကစိတ်ဆန္ဒလေးရှိပါတယ်လုပ်လည်းလုပ်နေပါတယ် အာဆီယံဘက်ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံတွေတနင်္ဂနွေနဲ့တနင်္ဂနွေချင်းရဲ့သဘောထားတွေသဘောထားတွေတော့အဲချူအရီလိုကွဲပါချမ်းသာမှုတွေရှိပါသို့တော်လည်းပဲအဲခုကအခြေခံအချက်လက်ရှိပြီးသားပဲဒီအချက်အချက်ပုံမူတည်ပြီးတော့လုံနိုင်မှုပဲအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်စက်တက်မှာကျွန်တော်ထပ်ပြီးမေးလို့တာတော့ဒီအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဒီအာဆီယံဖွဲ့စည်းနေရုရှားနဲ့ဒီနာဂတ်ဆက်ဆံရေးကိုဘယ်လိုမျိုးလဲဆိုတာလည်းသိလိုပါတယ် ရုရှားနဲ့ရုရှားနိုင်ငံအာဆီယံတို့တော့အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တာပေါ့လေအဲကျွန်တော်တို့အခု2024လရနေတဲ့စက်ကွန်ဒီအဲကျွန်တော်တို့ရဲ့နိုင်ငံအာဆီယံနဲ့ရုရှားနိုင်ငံရဲ့ဆက်ဆံရေးတွေညှိနှိုင်းတာဝန်ယူထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်အရင်တော့ကျွန်တော်တို့တရုတ်နဲ့အရင်ကာလကျွန်တော်လုပ်ခဲ့ပါတယ်တရုတ်လည်းအောင်မြင်မယ်ကျွန်တော်လုပ်ခဲ့ပြီးတယ်ကျွန်တော်အခုစီရုရှားနဲ့ပတ်သက်လို့ကျွန်တော်ညှိနှိုင်းတဲ့နိုင်ငံတစ်ခုအနေနဲ့တာဝန်ယူထားတာပေါ့အဲတော့ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လည်း ဒါလားရုရှားနဲ့အာဆီယံနိုင်ငံဆက်ဆိုင်တဲ့ပတ်သက်ပြီးပိုကောင်းအောင်လုပ်ပေးဖို့ကျွန်တော်တို့ဆန္ဒရှိပါတယ်ရုရှားဒီအာဆီယံတို့တော့အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆွေးနွေးပွဲနိုင်ငံတွေမှာလည်းကျွန်တော်တို့ပါနေပြီဖြစ်ပါတယ်ဒါကြောင့်အဲရှေ့ဆက်ကာလတွေမှာတော့အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်နေပါရုရှားနိုင်ငံအရေးပါတဲ့အနေအထားမှာရှိလာနိုင်ပြီလို့အဲကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကလည်းဗျာရုရှားနိုင်ငံလည်းဒီအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်မှုနယ်ပယ်တွေဟိုကဏ္ဍပေါင်းဆိုတွတ်ချက်နိုင်ဖို့တို့လည်း ့စဉ်းစားဆောင်ရွက်ပေးနိုင်ဖို့လည်းလိုပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။မရှိဘူး။ဒါကတော့နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီတရင်ထားတဲ့သက်ဆိုင်တဲ့ငွေမလီပေးချင်ပါတယ်။ကျွန်တော်တို့အတီတရင်ခဏတော့နှစ်ပေါင်း20တန်းရည်တည်ရရှိပါတယ်အတီတရင်ခဏနဲ့ပတ်သက်လို့ဆီရောအတီတရင်ခဏရဲ့လုံဆောင်နေမှုတွေတရင်ထုတ်ပြန်နေမှုတွေနဲ့ပတ်သက်ပြီးတော့ဆီရောရဲ့အမြင်လေးကိုလည်းသိရှိလိုပါတယ်အတီတရင်ဌာနတော့တကယ်ထိတ်တန့်တရင်ဌာနတစ်ခုလိုပဲ ဒီနေ့တင်ဆက်မှုပိုင်းတဲ့တော်တော်လေးကောင်းပါကျွန်တော်လည်းဟိုမကြာခဏကျွန်တော်အာဂျီကိုကျွန်တော်ကြည်ပါတယ်အာဒီရဲ့တရင်တင်ဆက်မှုတွေကဟိုတိခိုင်ခိုင်လို့ခိုင်မခိုင်မမှုတွေတော်တော်များရှိတော့ဘူးလေဟိုအเจ้าရာနဲ့ပတ်သက်ပြီးပြည်စုံနေပြောနေတာရှိတယ်နောက်တမိုင်းเจ้าနဲ့ပတ်သက်ပြီးတော့ဖောက်ထုတ်ပြီးတော့တင်ပြတဲ့ခါမှာလည်းတော်တော်ဟိုဟိုအတူယူစားလေးကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့အဲ့ဒါသင်္ကန်းသာကျွန်တော်အဲ့ဒါနေပြီးတော့ရတဲ့ပညာလေးတွေအများကြီးအများကြီးရှိပါတယ်အဲ့တော့ ်ပါတီကတော့တကယ်ကောင်းတဲ့သတင်းအဆင့်မြင်ပါတဲ့သတင်းဌာနတစ်ခုလို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့20ကျောင်းကာလအတွင်းမှာအာဒီရဲ့အောင်မြင်မှုတွေကိုလည်းဆက်လက်ပြီးတော့မှတည်တဲ့ပို့ပြီးအောင်မြင်ပါသလိုဆုမပေါင်းတောင်းပါတယ်အဲ့တော့ရှားမြန်မာတီတီအပြင်ကိုရရှားနိုင်ငံနဲ့ကဘာပေါ်မှာဆက်ဆံနေတဲ့အခြေအနေမျိုးလည်းအာဒီရနေပြီးတော့မှပို့ပြီးကောင်းအောင်ဆောင်ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် побили амимазы в лесу Магам Талмаре. Ну, спасибо большое за ваши слова. Всегда очень приятно слышать такие вещи про э, uh, нашу работу. И э, uh, наше интервью тоже э, uh, закончился, поэтому спасибо еще раз за то, что вы нашли время для нас. И э, uh, очень приятно было познакомиться. Спасибо.